်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာနာသိမ့်မြောက်လိုင်းကို ICC ဖမ်းဖွဲရန်ထုတ်ပြီးအာနာသိမ့်မြောက်လိုင်းအပေါ်အပြစ်တင်ပြီး International Criminal Court ICC ကဖမ်းဖွဲရန်ထုတ်ဖို့တောင်းဆိုလာတာဟာမြန်မာနိုင်ငံအတွက်မျှော်လင့်ချက်တစ်ခုဖြစ်လာတယ်လို့ပြောလို့ရပါတယ်ဒီဖြစ်ရဟာကမ္ဘာတရားမျှတမှုနဲ့လူ့အခွင့်အရေးစနစ်နဲ့မြန်မာစစ်အာဏာအပေါ်တာဝန်ယူမှုကိုတစိမ့်တစ်ပိုင်းသက်သေပြလိုက်တာပါ ICC ရဲ့ဥက္ကဋ္ဌအဖွဲ့က2024နိုဝင်ဘာလ28ရက်နေ့မှာမြန်မာစစ်တပ်အကြီးအကဲမင်းအောင်လှိုင်အပေါ်ဖဝရန်ထုတ်ဖို့တရားရုံးထံတင်ပြခဲ့ပြီးရိုဟင်ဂျာအပေါ်လူသားအပေါ်ပြစ်မှုများတွင်တာဝန်ရှိကြောင်းစွပ်စွဲထားပါတယ်။မင်းအောင်လှိုင်ဟာ2018ခုနှစ်အကြာရိုဟင်ဂျာအမျိုးသားများကိုရက်ခိုင်ပြည်နယ်တွင်စစ်တပ်အင်အားဖြင့်ထုတ်ပိန်ဖျက်ဆီးမိရှို့တဲ့အထိလုပ်ခဲ့တာကြောင့်အမျိုးသားတစုလုံးအားဖျက်ဆီးခြင်းလူသားအပေါ်ပြစ်မှုစတဲ့အမျိုးအစားတွေဖြင့်စစ်တပ်တစ်ခုလုံးအဖြစ်ခံဖို့တာဝန်ရှိတယ်ဆိုတဲ့သက်သေတွေကို ICC ကရှိနေပါတယ်။ မြန်မာနိုင်ငံက ICC ကိုလက်မခံဘူးဆိုပေမဲ့ရိုဟင်ဂျာများလွမြောက်လာတဲ့ဘင်္ဂလားဒေ့ရှ်ကတော့ Rain Statues ကိုလက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ICC ရိုဟင်ဂျာအပေါ်ပြစ်မှုတွေအတွက်စုံစမ်းခွင့်ရရှိလာခဲ့တာပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Amnesty International Human Rights Watch နဲ့အခြားလူခွင့်ရေးအဖွဲ့တွေကလည်းအပြစ်မဲ့မှုစနစ်ကိုရပ်တန့်ဖို့လိုအပ်တယ်ဆိုပြီးမင်းအောင်လှိုင်နဲ့သူ့အုပ်ချုပ်အဖွဲ့ကိုတရားမဲ့မှုအောက်မှာဆက်ခံထားရတာကိုစန့်ကျင်ကြပါတယ်အခု ICC ဖန်ဝရန်တင်ပြမှုဟာ မြန်မာစစ်အာဏာအပေါ်အပြစ်မဲ့ခြင်းမခံနိုင်တော့ဘူးဆိုတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့တက်တည်ပြလိုက်တာဖြစ်ပြီးဒီအမှုဟာရိုဟင်ဂျာဒုက္ခသည်တွေအတွက်တရားမျှတမှုရနိုင်မယ့်အချက်တစ်ခုဖြစ်လာနိုင်ပါတယ်။နိုင်ငံတကာကနေမြန်မာစစ်တပ်ကိုတန်တမန်အစစ်စီးပွားရေးအစစ်နဲ့တဆင်ပြီးတဆင်ဖိအားပေးလာမယ့်အခြေအနေပါ။အခုဖန်ဝရန်တင်ပြမှုဟာတရားရုံးအဆင့်သို့ဝင်လာပြီးဆိုတာမျိုးဖြစ်ပေမဲ့မြောက်လိုင်းကိုတကယ်ဖန်ဆင်းနိုင်ဖို့အနေဆုံးနိုင်ငံတကာတက်လျှောက်မှာပူးပေါင်းမှုလိုအပ်ပါတယ်။ ICC မှာဝင်ရောက်အဖွဲ့ဝင်124နိုင်ငံရှိပေမဲ့ မြန်မာနဲ့တင်းကျပ်တဲ့မိဖအနေနဲ့တောင်အာရှနိုင်ငံအချို့ကစစ်အာဏာနဲ့ဆက်ဆံရေးရှိနေသေးတာကြောင့်ဖန်ဝရန်ကိုအကောင့်ထည့်ဖို့ဖို့ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့မြောက်လိုက်အနေနဲ့နိုင်ငံတကာခီးသွားခြင်းနိုင်ငံတကာအစည်းအဝေးတက်ခြင်းဒေတာအဆင့်မိဖနိုင်ငံများကိုကြီးတက်ခြင်းတွေမှာစိုးရိမ်ရဖို့ဖြစ်လာပြီးအဲ့ဒါက ICC ရဲ့ဖန်ဝရန်တင်ပြမှုရဲ့တည်ရမှုတစ်ခုပါ။အခုလိုဖြစ်လာတာနဲ့မြန်မာနိုင်ငံအတွက်နိုင်ငံတကာအာရုံစိုက်မှုပုံမရှိလာမယ်။ပြည်တွင်းမှာလည်းစစ်အာဏာနဲ့တိုက်ပွဲဝင်နေသူတွေဒေသခံအဖွဲ့အစည်းတွေဟာနိုင်ငံတကာကတရားမျှတမှုရှိလာမယ့်ခံစားချက်ရလာရမှာဖြစ်ပါတယ် ICC ရဲ့လှုပ်ဆောင်မှုအပေါ်အခြေခံပြီးမြောက်လိုက်အပေါ်ဝရမ်းထုတ်တယ်ဆိုရင် ICC အဖွဲ့ဝင်နိုင်ငံတွေဟာသူ့ကိုဖမ်းဆီးပေးဖို့တာဝန်ရှိလာပါတယ်။ဒါဟာနောက်နာကတ်မှာဆေးအာဏာလက်အောက်မှာအကြမ်းဖက်မှုတွေကိုတားဆီးဖို့တတိပေးမှုတစ်ခုပဲဖြစ်တာပါ။မြောက်လိုက်အနေနဲ့အခုအချိန်မှာပြပခီးထွက်ဖို့မလွယ်တော့ပဲနိုင်ငံတကာတလောမှာနာမည်မကောင်းဆုံးစီအာနာသိန်းအဖွဲ့အဖြစ်တက်တေထုတ်ခံနေရပါတယ်။လူခွင့်ရေးချုပ်ပါမှုနဲ့လူသားအပေါ်ပြစ်မှုတွေကိုထိတိယောက်ယောက်အရေးယူနိုင်ဖို့ ICC ရဲ့လှုပ်ရှားမှုဟာမြန်မာအတွက်တရားမျှတမှုရဖို့ပထမဆုံးအစ်စ်ဖြစ်လာနိုင်ပါတယ်။ ။နောက်နာကတ်မှာလည်းမင်းအောင်လိုင်းအပေါ်တင်ပြထားတဲ့ပြစ်မှုတွေကစစ်အာဏာလက်အောက်ကအရာရှိတွေအတွက်လည်းသတိပေးမှုအနေနဲ့တက်ရောက်လာနိုင်ပြီးမြန်မာနိုင်ငံတနိုင်ငံလုံးအတွက်လူခွင့်ရေးတန်ဖိုးသစ်တစ်ခုပေါ်ထွက်လာမယ်။ ICC ရဲ့ဒီအရေးယူမှုဟာအာဏာရှိသူများအပေါ်တာဝန်ရှိတယ်ဆိုတဲ့ကမ္ဘာသတင်းအချက်အလက်တစ်ခုအနေနဲ့တမိုင်းစာမျက်နှာတွင်မှတ်တမ်းတင်လိမ့်မည်။ဆက်လက်ပြီးရန်ကုန်လမ်းများပေါ်စစ်မှုတန်းအတွက်ပေါ်တာဆွဲမှုရော့ကျမှုဆိုတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့လမ်းများပေါ်စစ်မှုတန်းအတွက်ပေါ်တာဆွဲမှုရောကြသွားကြောင်းရန်ကုန်စကောက်နက်ဝက် RSN ထံကသိရပါတယ်။အော်တိုဘာ28ရက်မှနိုဝင်ဘာ2ရက်အထိကြီးမြင့်နိုင်တောင်တကုန်းဒေါ်ပုံနဲ့လှိုင်သာယာမြို့နယ်တို့အတွင်လမ်းပေးထိုင်နေစဉ်လမ်းမပေါ်ပေါ်တာဆွဲဖမ်းဆီးခံရသူ9ဦးနှင့်ရှာဖွေဖမ်းဆီးခံရသူ1ဦးစုစုပေါင်း6ဦးသာရှိကြောင်း RSN ကယနေ့နိုဝင်ဘာ3ရက်သတင်းထုတ်ပြန်ပါတယ်။အရင်လာတွေကထက်အဖန်စီဖြစ်စဉ်တွေတိရတာနှဲသွားပါတယ်ဗျ။လမ်းမပေါ်လိုက်ဆွဲတာလေးလျှော့သွားပါတယ်။ ရွေးကောက်ပွဲကိုဦးစားပေးလုပ်ချင်လို့ယာယီထိန်းလိုက်ပုံရတယ်ဟု RSN တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ထို့ပြင်စစ်ကော်မရှင်တရားမဝင်ရွေးကောက်ပွဲဝါဒဖြန့်စက်ကားကို Facebook ပေါ်တွင်ဝေဖန်ခြင်းနှင့်ဝေဖန်ထားသည့် post များအားရီယက်ပေးမှုကြောင့်ဟုဆိုကာရုပ်ရှင်အမှုပညာရှင်၅ဦးအားစစ်တပ်ကယခုအပတ်တွင်ဖမ်းဆီးခဲ့ပါသေးတယ်။အော်တိုဘာ20ရက်ကနေ26ရက်အတွင်းရန်ကုန်လမ်းမများပေါ်ဖမ်းဆီးခံရသူ9ဦးနဲ့ရှာဖွေဖမ်းဆီးခံရသူ4ဦးအော်တိုဘာလ23ရက်ကနေ16ရက်အတွင်း လမ်းမပေါ်ဖမ်းဆီးခံရသူ15ဦးနဲ့အစီရင်ဆက်ပြီးဖမ်းဆီးခံရသူ3ဦးအော်တိုဘာလ6ရက်ကနေ12ရက်အတွင်းလမ်းမပေါ်ဖမ်းဆီးခံရသူ4ဦးရှာဖွေဖမ်းဆီးခံရသူ4ဦးနဲ့စက်တင်ဘာလ29ရက်ကနေအော်တိုဘာလ9ရက်အတွင်းလမ်းမပေါ်ဖမ်းဆီးခံရသူ4ဦးအစီရင်ဆက်ပြီးဖမ်းဆီးခံရသူ8ဦးနဲ့စစ်ဆေးပြီးဖမ်းဆီးခံရသူ6ဦးရှိခဲ့ကြောင်း RSN ကထုတ်ပြန်ထားပါတယ် ဆက်လက်ပြီးတသက်ခံရွေးကောက်ပွဲဝင်ခွင့်ပြုရန်အတနာခန်းစာတင်ပြမှု UEC ကဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီလှုပ်ဆောင်မှုသုံးသပ်ထားပြီးမင်းအောင်လိုင်၏အဆုံးဖြတ်တာအဓိကဟုဆိုတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခံက၎င်းကိုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖြတ်ထားမှုအပေါ်တညာစင်စားပြည့်ရက်နှင့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ခွင့်ပြုရန်တင်ပြထားမှုအပေါ်ရွေးကောက်ပွဲကော်မရှင် UEC ကဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီလှုပ်ဆောင်ခြင်းဖြစ်သည်ဟုသုံးသပ်တင်ပြထားကြောင်းသိရှိရပါတယ်။ အော်တိုဘာလနောက်ပိုင်းတွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်တွင်အကြွေးပေးရန်ရှိနေသောအချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှရွေးကောက်ပွဲကော်မရှင် UEC ကပယ်ဖျက်ခဲ့ကြောင်းသို့ရာတွင်သက်သက်ခိုင်ကပြန်လည်စဉ်းစားပေးရန်မြောက်လိုင်းနှင့် UEC ဥက္ကဋ္ဌထံသို့အတနာခန့်စာတင်ထားကြောင်းအဆိုပါအတနာခန့်စာများကို UEC ဘက်ကပြန်လည်သုံးသပ်စဉ်းစားရာတွင်ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြောင်းရှင်းသုံးသပ်ချက်ကိုလည်းစစ်ကောင်ဆောင်မြောက်လိုင်းထံသို့တင်ပြချမိဖြစ်ပြီးမြောက်လိုင်း၏အဆုံးအဖြတ်သာအဓိကဖြစ်ကြောင်း မင်းအောင်လိုင်ကခွင့်ပြုလျက်တသက်ခိုင်ရွေးကောက်ပွဲဝင်ခွင့်ရပြီဖြစ်ပြီးမင်းအောင်လိုင်က UECE သဘောထားအတိုင်းသာဖြစ်သည်ဟုမှတ်ချက်ပေးလျင်တသက်ခိုင်ကိုကိုယ်စားလှယ်လောင်းအဖြစ်မှပေဖြတ်ထားမှုကိုရှုတ်သိမ်းရန်မရှိကြောင်းသိရပါသည် UECE အဖွဲ့အတွင်းသဘောထားကတော့ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်ပြဋ္ဌာန်းချက်နဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်လို့သုံးသပ်ချက်ထွက်ပါတယ်အဲ့ဒီတုံသက်ချက်ကိုလေဘိုးချုပ်မှုကြီးစီပုံမယ်အကြွေဘိုးချုပ်မှုကြီးက UEC ရဲ့အဆုံးဖြတ်ကိုသူ့အနေနဲ့ဘာမှဆွတ်ဖက်စရာမရှိဘူးဆိုရင်ဒေါက်တာတသက်ခိုင်ရဲ့ကိုယ်စားလှယ်လောင်းပယ်ဖြတ်ထားမှုက ဘာမှပြုပြင်ပြောင်းလဲမှုရှိမှာမဟုတ်ဘူး။ဒေါက်တာတသက်ခန့်ရဲ့အတနာခန့်စာအပေါ်ဗိုလ်ချုပ်မှုကြီးကယက်ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ရမယ်။ UEC အဆုံးဖြတ်တိုင်းလို့မှတ်ချက်ပေးရင်တော့သူရွေးကောက်ပွဲဝင်ခွင့်က no ဖြစ်မှာပေါ့။ဒါပေမဲ့တစ်ဖက်မှာလည်းသူအကျွေးတွေကမကြေသေးတော့ဥပဒေနဲ့ကညှိနှိုင်စေဖြစ်တာမို့သူရွေးကောက်ပွဲဝင်ခွင့်မရဖို့ကအသေးချာတလောက်ဖြစ်ပါတယ်ဟုရှင်းမှုကိစ္စကိုထဲထဲဝင်ဝင်သိရှိနေတော့နေပြီးတော့ UEC ရွေးကောက်ပွဲကော်မရှင်တရင်ရင်မြက်ကရှင်းပြပါတယ်။ ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်တွင်အမည်စရဲတင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်သည်သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှေ့ခါကြီးပါပြဋ္ဌာန်းချက်နှင့်ညှိစုံသဖြင့်60လလောင်းဆယ်ရက်မှဖိဖျက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပြီးဖြစ်ပါသည်။ကဘာအီဖျားလက်နှင့်ဆရာဆန်လန်တောင်ရှိ68 receipt အင်ယာစီမံကိန်းကိုတသက်ခိုင်နှင့်အောင်ကျော်ဝင်းတို့ကကမ်ဘောဇာဖန်ထမ်းမှငွေချက်ဘီလီယံ100ကျော်ချေငှခဲ့ကြောင်းသို့ရတွင်68 receipt အင်ယာစီမံကိန်းမှာအချိန်မီ PCG မရှိခြင်း အခမ်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇာဘက်မှချေယူထားသောငွေကျပ်ဘီလီယံတရာကျော်မှလည်းအတူရောအရင်းပါပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရပါတယ်။စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခမ်းအနားပုံမှန်ရှိကားကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့မဟုတ်မသိလျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာတသက်ခိုင်မှကမ္ဘောဇာဘက်သို့ငွေကျပ်ဘီလီယံတရာကျော်အကြွေပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်ညီဆိုးနေခြင်းဖြစ်ပါတယ်။ တသက်ခိုင်ပါဝင်လွှတ်တော်ကုစလေလောင်86ဦးကိုလွှတ်လွှတ်တော်ကုစလေလောင်အရေးချင်းတမတ်ချက်များနှင့်မပြည့်မီသည့်ဖြင့်လွှတ်တော်ကုစလေလောင်များအပြည့်မှပယ်ဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါသည်တသက်ခိုင်ကမူ၎င်းအနေဖြင့်အမေရိကန်ဒေါ်လာတန်185တန်တန်ငွေကျပ်အပြင်840ဘီလီယံတန်68ရစီတဲ့အင်ယာစီမံကိန်းအတွက်ကမ္ဘောဇားဘက်မှအချွေးယူခဲ့ပြီးအတိုးနောက်ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းအချွေးကို10နှစ်တန်တီဖြစ်စေ10နှစ်တန်တီဖြစ်စေဆက်လက်ဆက်သွားမည်ဖြစ်ကြောင်း ရှမ်းကုန်တွင်လုံခဲ့သောရက်ပိုင်းအတွင်းသတင်းစာရှင်းလင်းပွဲကျင်းပ၍ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ဆက်လက်ပြီးကျန်းဖို့ပါတီကငွေပေးမည်ဟုဆိုကမဲဆွယ်စည်းရုံးရေးလိုက်ခိုင်းတော်လဲအမှန်တကယ်မရရှိဖို့ဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။စစ်တပ်ကြောထောင်းနောက်ခံပေးထားတဲ့တန့်ခိုင်ရေးပါတီကမဲဆွယ်စည်းရုံးရေးလိုက်သူတွေကိုငွေကျပ်တထောင်ခွဲပေးမယ်လို့မလုံပေးပြီးခေါ်သွားပြီးမယ်အမှန်တကယ်မရရှိဘူးလို့မဲဆွယ်စည်းရုံးရေးလိုက်သူတွေကပြောပါတယ် ရန်ကုန်တာကေတာမြို့နယ်ကနေဝင်ရောက်ရှင်းပြိုင်မဲ့ချမ်းခါရေးပါတီကိုစစ်လေလောင်းတွေဟာမဲဆွယ်စည်းရုံးရေးလိုက်ပါရင်စံနဲ့ငွေကြက်တထောင်ခွဲပေးမယ်ဆိုပြီးစိုက်ကားသမားတွေနဲ့ဘေးတွဲသမားတွေကိုပြောဆိုထားတာဖြစ်ပါတယ်။တာကေတာမှာဘေးတွဲမောင်းသူတယောက်ကအလကားပတ်စံလေးမရဘူး။စံလေးမရဘူး။သွားတောင်းတော့အုပ်ချုပ်ရေးမှုတွေကိုပေးထားတဲ့တဲ့။သူတို့စီသွားတောင်းတော့လည်းမတိဘူးပဲပြောတယ်။အဲ့ဒီပတ်စံလေးတော့မပေးနိုင်ပဲသူတို့ကိုမဲထည့်ပေးဖို့အကြည့်ပဲပြောတယ်။ကျွန်တော်တို့ဆိုဘေးတွဲမမောင်းရဘူး။သူတို့နောက်ပဲလိုက်ရတယ်။ပတ်စံမရတော့နောက်နေတွေမလိုက်တော့ဘူး။ကိုပဲဒုက္ခရောက်မယ်လို့ပြောပါတယ်။ တခြားမျိုးနယ်တွေမှာလည်းကြန့်ခိုင်ရေးပါတီဝင်တွေကမဲဆွယ်စည်းရုံးရေးတွေကိုလိုက်ဖို့စိုက်ကားသမားဗီဒွဲသမားတွေကိုခေါ်ယူနေတာရှိတယ်လို့သိရပါတယ်။အလားတူပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်းကြန့်ခိုင်ရေးပါတီနဲ့အပြိုင်ပတ်စံပေးပြီးမဲဆွယ်စည်းရုံးရေးလိုက်ဖို့ခေါ်ယူနေတာတွေရှိတယ်လို့စုံစမ်းသိရှိရပါတယ်။အာနာသိန်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူရောက်ရွေးကောက်ပွဲဖြစ်ပြီးပြည်သူတွေဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ကျမတို့တင်တဲ့စမှုကိုဒီမှာပဲရနာကွယ်ပြုပါရှင်။ 阿龙威选来参 position。